ရီယယ်ဆိုစီတက်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါတယ်ဒီပွဲတင်ကတော့မန်ချက်စတာယူနိုက်တက်အသင်းတို့ကတကယ်ချူမြိန်တဲ့နိုင်ပွဲတစ်ပွဲလို့လည်းပြောလို့ရတယ်နိုင်တဲ့နိုင်ထိုက်တဲ့နိုင်ပွဲတစ်ပွဲပါရီယယ်ဆိုစီတက်ကိုပွင့်လင်းပြောရင်အနိုင်ရဖို့ဆိုတာမလွယ်ဘူးဘာကြောင့်လဲရီယယ်ဆိုစီတက်မှာကစားသမားကောင်းတွေအများကြီးရှိတယ်ဒါအိုယာဇာဘဲတို့လိုမျိုးစပိန်လေရေးစဉ်အသင်းရဲ့ကစားသမားတွေစူပါမန်ဒီ တခြားတခြားတော့ဟိုအရင်သွေးမြင့်တဲ့ကစားသမားတွေရှိတယ်။ Spain club တင်တင်ဖြစ်တဲ့အတွက်ကြောင့် viewer ဘိုင်းအရာလဲစီးမျောနိုင်မှုအရန်အားကောင်းတယ်။ဒီလိုအသင်းမျိုးကိုဟိုနိုင်ပွဲတပွဲစာလောင်တဲ့စိတ်နဲ့နိုင်ပွဲတပွဲကိုလူလူချင်းချင်းကစားလို့တဲ့ပုံစံနဲ့ကိုယူနိုက်တက်ကစားသမားအများစုကစားသွားခဲ့တယ်။အဲ့တော့ Amorin ရဲ့ viewer ဘိုင်းမှာတဖြည်းဖြည်းချင်းစီကစားသမားတွေလိုက်ပါစီးမျောမှုအားကောင်းလာတယ်လို့ကျွန်တော်ထင်ပါတယ်။အမှတ်တမဲ့ကြည့်ရင်တော့တယောက်ထုတ်ခံလိုက်ရလို့ကိုပြတ်နိုင်သွားတယ်ပေါ့လေ။ ို့ပေမဲ့ပွဲအစတွေကကျွန်တော်မြင်ရတာ United ရဲ့အဲ aggressive high press တွေအောက်မှာ Real Sociedad ထိန်းလို့တောင်သိပြီးမလွယ်ခဲ့ဘူးဒါတောင်မှ Sociedad ကအဲ့လိုဘောလုံး bid up လုပ်တာအရင်ကောင်းတဲ့အသင်းတော့တက်နိုင်သမျှ bid up လုပ်တယ်အဲ့ဒါကိုရအောင် pressing တွေလိုက်ပေးနေတာပုံမှန်အဖြစ်ဆိုရင်ပထမအိမ်မှာကြသွားလိမ့်ရှိတယ် United အဲ့လိုတာတွယ်လေးတော့ကောင်းတယ်သူကပထမအိမ်မှာအဲ့လို pressing တွေလိုက်ပေးဒုတိယပိုင်းကြသွားတယ်သူတို့ဒီနေ့ပွဲကြတော့တောက်လျှောက်ကိုသူတို့လိုက်ပြီးဖြုတ်တာကျွန်တော်တို့ဆိုထင်းတော့မတင်တာဟာ ဲ့တော့သူကစားနေတဲ့ဘုံကြီးသွားပြီငါတော့မန်းတာတော့လွဲပြီဆိုပြီးတွင်းမိလိုက်တာโอเคဒါပါတော့ဒီဘွဲမှာကျွန်တော်ကြိုက်တဲ့ကစားသမားတွေက9ယောက်ထက်တော့မကောက်ဘူးဒါပေမဲ့အဲ့ဒီမှာအကြိုက်ဆုံးကစားသမား9ယောက်ကို selection အနေနဲ့ကျွန်တော်ရွေးပေးလိုက်ပါမယ်နံပါတ်9နေရာမှာရှိနေတဲ့ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ Casemiro ဖြစ်ပါတယ်ခင်ဗျာ deep line midfield နေရာမှာဆော့တဲ့ကစားသမားတွေကိုအပရိသတ်တွေအနေနဲ့ appreciate လုပ်ဖို့အတွက်အနှဲငယ်လိုတယ်ပေါ့နော်တကယ်တော့တန့်ဒီပွဲတစ်ပွဲတည်းမဟုတ်ဘူး ရီယက်ဆိုစီတဲ့နဲ့ပထမအကြော့เนาะအာစတန်နဲ့ကစားခဲ့တဲ့ပွဲအခုဒုတိယအကြော့၃ပွဲလုံးမှာတည်ငြိမ်နဲ့ဆွတ်ဆောင်ရင်ကောင်းပြသနိုင်ခဲ့တာပါကျွန်တော်တော့အနေငယ်စိုးရင်ခဲ့တယ်ဒီဘဲကအသက်အရွယ်ကတခုရနေပြီပေါ့เนาะနောက်ပွဲမကစားရတာလည်းရှိမှာအတိုင်းနဲ့တခုကြာသွားတော့နှစ်ပွဲလောက်ကစားပြီးပြဲမယ်ထင်တာမပြဲဘူးဗျာဘရူနိုဖာနန်ဒက်စ်ရဲ့နောက်မှာတချို့သောထွက်လာတဲ့ဘောလုံးတွေကိုအကောင်းဆုံးဖာထေးပြီးတော့ကစားပြီးသွားခဲ့တယ်တန့်တော်တော်ငြိမ်နေတယ်လို့ပြောရမယ်ဗျာကျွန်တော်ဒီပွဲမှာသူရဲ့ အကြိုက်ဆုံး movements လေးတစ်ခုကဒီကိုဓာလွတ်ရဲ့ a retain လုပ်နေတာကိုတစ်ဖက်က pressing လုပ်ရင်ဘောလုံးပြန်ရသွားတယ်အဲ့ဘောက်ဆဲကိုပြေးဝင်လာတဲ့အခြေအနေမျိုးကိုအကောင်းဆုံးရှင်းထုတ်သွားတဲ့ပုံကဒါသူ့ရဲ့အရင်တော့အရေးသွေးဘလောက်ရှိလဲဆိုတာပြသလိုက်သလိုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တန်အောင်ဒီနေ့ပွဲမှာအကြိုက်ဆုံးနံပါတ်5နေရာမှာရွေးပေးပါရခင်ဗျကဲကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိနေတဲ့ player ကတော့ heaven ပါအဲ့တော့ heaven ဆိုတဲ့ chart တိတ်လေးက manchester united အသင်းကို မရောက်ခင်အချိန်ကာလတုန်းကတော့ပွင့်နေပြီကျွန်တော်မသိဘူးအာဆင်နယ်သင်းပရိသတ်တွေကတော့တိမာပေါ့နော်သူတို့အတင်းရလူငယ်ကစားသမားဆိုတော့လေထားပါအဲ့တော့နှစ်ယောက်ရောက်လာတယ်ချီရိုအိုဘီနဲ့ heaven ချီရိုအိုဘီကစားပုံကိုလည်းကျွန်တော်တင်ရှားကြည့်ခဲ့ရဘူးတယ်အထူးသဖြင့် full land နဲ့ပွဲမှာသူ့ကိုဂိုးလို့လို့ထည့်တယ်အထရေလေးတယ်ယုံကြည်မှုတိတ်မရှိတဲ့ပုံစံမျိုးတိုးတော့အဲ့ heaven ဆိုတဲ့ခြတိတ်လေးကကြတော့အိုင်းနဲ့ပွဲမှာတည်းကကျွန်တော်နည်းနည်းရှိန်သွားတယ် တကယ်ကောင်းတာဗျာတာထွက်လေးကတော့တော်တော်လှနေပြီအဲ့ဒီမီဒီယာတွေအရင်ဝိုင်းမဖိဖို့ပဲလိုတယ်သူ့ဘာလို့လွတ်လပ်လပ်ပြန်တန်းပလိတ်စီဗျာတချင်ချင်းကြရင်အည်သွေးရှိရင်ဖြစ်လာမှာပါဒီလိုမှမဟုတ်ဘဲနဲ့ဟာမီဒီယာတွေကဆွတ်ဆက်ပြီးတော့ဟာတခိတခါဘသူနဲ့အတူတယ်နောက်အနာကတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုအဲ့ chatty လေးပေါ်မှာအဲ့လို window ဝင်ပိုးကြီးဖြစ်သွားနိုင်တယ် United ရဲ့တမိုင်းစင်လာမှာလဲအဲ့လိုအများကြီးရှိခဲ့ဘူးတယ်ကျွန်တော် United ရဲ့နောက်တန်းမှာအရင်ကကြိုက်တာ ဘလက်ကတ်ကိုအရန်ကြိုက်တယ်။ကစားပုံအရန်အသေးသက်တယ်။ဘောပလင်းနေလည်းကောင်းတယ်။ဘော်ဒီဘစ်ကလည်းသိကောင်းတယ်။ဒါပေမဲ့ထင်သလိုဖြစ်မလာဘူး။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးစစပေါ်လာပြီးကောင်းတဲ့အချိန်မှာအတကုံးတွေဟိုက်တော့ကစားသမားကအဲ့လိုဖိအားကြီးဝင်သွားတယ်။နောက်ပွဲတွေကစားတဲ့အချိန်မှာလွတ်လွတ်လပ်လပ်ကစားလို့မရတော့ဘူးပေါ့နော်။အဲ့တော့ပြောချင်တာ heaven ကလည်းသူကိုယ်ရည်ကိုယ်သွေးရှိကြောင်းတက်တည်ပြတော့တာနှစ်ပွဲရှိပြီ။အိုင်းနဲ့ပွဲမှာလည်းရဗျာ။ဟိုဘလုံးပွဲကြည့်တာကြာတဲ့ညီကိုတွေကောင်းကောင်းနားလဲသဘောပေါက်တယ်။အဲ့ချတွေဘလောက်ကောင်းလဲဆိုတာဒီနေ့ပွဲတွေမှာလည်းထိုနည်းတူပဲ ကုဖို့ဆိုရင်အယုတ်ဖြစ်ချင်တိုင်းကိုဖြစ်နေတာသူ့ဘောက်သူဟိုဘယ်လိုပြောမလဲ dribble တွေဒါအနောက်တွေပြန်ပြေးလိုက်ဘေးတွေပြန်ပြေးလိုက်ဒါပေမဲ့ efficient တစ်ချိန်မှမဖြစ်ခဲ့ဘူးအဘက်က patrick dog ကိုကောင်းတာလဲပါတယ်နောက် scb မှာလည်း heaven ရှိတဲ့အခါကျတော့အဲ scb နဲ့ left back နေရာအတော်လေးအဆင်ပြေသွားခဲ့တယ် heaven ရန်တမ်းပြီးကောင်းတာလဲမဟုတ်ဘူးဗျသူက ဟိုတေချာစနစ်တကြဗျာဘောလုံးရွေချက်ရှိနေကစားတယ်အတချို့ကစားသမားတွေကရန်တန်ကောင်းသွားတဲ့သူတွေရှိတယ်ဆွတ်ဆက်ပြီးအတင်းတွေကန်ဒါပေမဲ့ skill ဘိုင်းကအဲ့လောက်မရှိဘူး heaven မှာ skill ပြည့်ရှိတယ်ပွဲပြီးကန်ဒီမှာအေးပီလီရိုက်သွားတဲ့အလုံးတလုံးတော့တွေ့မှာပေါ့နော်ဟိုထိတော့မထိပါဘူးဒါပေမဲ့အဲ့လိုရွေချက်ကစိတ်ကူးစိတ်တန်းလေးကောင်းကောင်းရှိတယ်ဆိုတာပြောချင်တာပါအဲ့တော့ heaven ရောကျွန်တော်ထင်မှတ်မထားရအောင်ကောင်းတဲ့အတွက်အကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးလိုက်ပါတယ်။ကြည့်ကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာကတော့ ဂျိုရှူဇက်ဇီပါဇက်ဇီကိုရောင်းမယ်ရောင်းမယ်ဆိုတဲ့သတင်းတွေထွက်လာရင်ပဲဒီလိုမျိုးသာရှစ်ဆက်ကစားပေးနိုင်မယ်ဆိုရင်မစိုးဘူးဗျတခုတော့ရှိတာပေါ့လေကျွန်တော်တို့ကအရင်လဲအပြောစောလို့တော့မရအောင် United နဲ့ပတ်သက်ပြီး hype ပြီးတာတွေကတော့အများကြီးပါပြီးရင်ဟိုပရိသတ်ထင်သလိုဖြစ်မလာတဲ့တက်တီတာတွေကလည်းအများကြီးရှိတော့စိတ်လျှော့ပြီး United fan တွေအနေနဲ့ကြည်တာပို့ပြီးကောင်းလိမ့်မယ်အဲ့တော့ဒါပါဒီနေ့ပွဲစဉ်မှာ Joshua Zezzi ကတော့ share ပဲ ပုံစံ type ကမတူတာယူနိုက်တက်အတွက်ကောင်းသွားတာဗျတနည်းအားဖြင့် Ruben Amorin ရဲ့ AM နေရာမှာထားခဲ့တဲ့ကစားသမား၂ယောက်ဒီ playing style မတူသူတို့ရဲ့ဟို player type ချင်းလည်းမတူ position လည်းမတူ Aliandro Garnacho ကဗျာ dribble AM လုပ်တဲ့ကစားသမားအတူကဘောလုံးရရင်ဆွဲပြေးမယ်ဖြတ်တင်မယ်ကန်သွင်းမယ်ဆိုတဲ့ပုံစံမျိုးတွေကပြန်ပြန်နောက်ခံကစားသမားတွေကိုအာယုံတစ်မျိုးစိုက်ရစေတယ် Joshua Zexy ကြတော့အဲ့လိုမဟုတ်ဘူးသူက link up သေးချစ်ချစ်ပေးတယ် crate လုပ်ပေးမယ် အဲ့တော့ဂျိုရှူအာဇက်စီကိုသွားကတ်မယ်ဆိုရင်သူက dribble လုံးမှာမဟုတ်သူကဘောလုံးပဲပေးမှာအဲ့တော့သူ့ရဲ့ဘောလုံးပေးဖို့မှုကနေတစင်ပက်ထရစ်ဒေါ်ကူဆွဲပြေးတယ်အနီကက်ပြစ်တန်ထိသွားတယ်ဒီအနီကက်ပြစ်တန်ကပဲ real society ကိုရှုံးနေစေခဲ့တယ်လို့ပြောရမှာပါအနီကက်မပေးလို့လည်းမရဘူးလေဗျာသူက less defender ကြီးဖြစ်နေတဲ့အခါကျတော့လေဘယ်တက်နိုင်မလဲပေါ့နော်ဆိုတော့ဇက်ဇီရဲ့အကွက်မြင်မှုတွေရွေရှားမှုတွေဒီနေ့ပွဲစဉ်မှာလုံးဝ special ကြီးဖြစ်ပါတယ်အဲ့တော့ကြောင့်အကြိုက်ဆုံးနံပါတ်3နေရာမှာရွေးပေးပါတယ် နောက်ထပ်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ကစားသမားတော့ဒီနေ့ပွဲစဉ်မှာ hat trick သွင်းယူသွားခဲ့တဲ့ Bruno Fernandes ဖြစ်ပါတယ်ခင်ဗျာ။ Fernandes က၃လုံးသွင်းတဲ့ man of the match မှာရွေးပေးသင့်ပေမဲ့ကျွန်တော် Bruno တက်ကြိုက်တဲ့ကစားသမားတယောက်ရှိတဲ့အတွက်ကြောင့် Bruno ကိုနံပါတ်1နေရာမှာပဲရွေးပေးလိုက်တာ။ Penalty ကန်သွင်းမှုတွေမှာ အမှားယွင်းမရှိပဲတိကျအောင်ကန်သွင်းနိုင်ခဲ့တယ်။ hat trick ရသွားမဲ့သွင်းကိုတကူကလည်းသူ့ရဲ့အဆုံးသက်ဆွမ်းရည်ကိုပြတ်တတ်သွားခဲ့တာပေါ့နော်။ဒါရင်မကသေးဘူးမိနစ် 60လုံးဒီအသက်ရွယ်နဲ့ဗျာတောက်လျှောက်မမောနိုင်မပန်းနိုင်လိုက်စော့ပေးနေရစဉ်းစားကြည့်လိုက်အဲ့ဒီ counter attack situation မှာသူနောက်က overlap တက်လာတဲ့ပုံစံကြီးသူ့နေရာနဲ့အဝေးကြီးပဲရောက်အောင်တက်ပြီးဂိုးသွင်းယူပေးသွားခဲ့တယ် Bruno Fernandes ဒီနေ့ဆွဲဆောင်ရတော့တော်လေးမိုက်တယ်ဒီနေ့တိမဟုတ်ပါဘူးပွဲတိုင်းဒီပါကောင်းခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်1နေရာမှာပဲယူပေးပြရတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့အကြိုက် man of the match ကစားသမားဘယ်သူဖြစ်မလဲကျွန်တော်ညီကိုလည်းစိတ်ဝင်စားမယ်လို့ထင်ပါတယ် Patrick Dogu ပါ Dogu နဲ့ပတ်သက်ပြီးကျွန်တော်စိုက်ရောက်ခရေက hype ခဲ့တာတွေကမလွန်ဘူးဆိုတာ Dogu ကဆက်လက်တက်တည်ပြသွားခဲ့တာပေါ့နော်အဲ့ချိန်ကာလတုန်းကလက်မခံတဲ့တွေရှိရဗျာအ Dogu ကဒီညံမရှိဘူးပေါ့နော်အဲ့လိုတူအားယုံအားလောက်ပဲများနေတယ်ဘာညာ Okay vision ရတဲ့ဖြည်းဖြည်းချင်းစီတက်လာလိမ့်မယ်အသင်းနဲ့အံဝင်သွားတဲ့အခါကျရင်နီးပြရဲ့စုဆုံးမှားမှုပေါ်မှာမူတည်ပြီးတော့ဒီထက်ပိုပြီးဖြစ်လာမယ်တော်တော်သူ့ရဲ့ပင်ကိုအရေးတွေ့အရေးချင်းရတော့လုတ်အားနှုံအရန်ကောင်းတယ် ရှစ်တက်နောက်စင်းမမှန်ကစားနိုင်တယ် overlap တက်ပြီးတော့ပြပြန်မစင်းနိုင်အလကားပဲ side back ကစားသမားတွေကအဲ့လိုကစားနိုင်မှာအထူးသဖြင့် wing back ဆက်ဆန်ဆော့ရင်သူ attacking action လဲကောင်းအောင်မယ် defensive action လဲကောင်းအောင်မယ်ဟို defensive action ကြီးပဲကောင်းနေလို့လဲမရပြန်အောင်ရှေ့မှာ attacking action 40လောက်ပေးနိုင်ရမယ်80 30ဆိုလဲအဆင်မပြေဘူးအဲ့တော့ဒီနေ့ပွဲစဉ် dog ကြီးကစားတဲ့ပုံကိုကြည့်ကြည့်ပေါ့ကြောက်စရာကြီးကူဘိုဆိုတာ dribble အရင်ကောင်းတဲ့ chart တွေ မင်းလားကုဘူဆိုပြီးအကောင်းဆုံး control လုပ်သွားခဲ့တယ်ဒါကဒုတိယအကြော့မှာလည်းမဟုတ်ပထမအကြော့မှာလည်းအဲ့တိုင်းပဲဒေါကူကိုဝယ်လိုက်တာမှန်သွားတယ်ဒေါကူကိုသာမဝယ်ဘဲနဲ့ရှိတဲ့ကစားသမားနဲ့ရှောက်ပေသုံးနေမယ်ဆိုရင် United မလွယ်ဘူးကျွန်တော်သဘောအကျဆုံးပေါ့နော်သူ့ကို appreciate အလုပ်ကျင်ဆုံးလောက်ရလေးတခုကတော့ penalty ပြစ်ဒဏ်ကိုမဟုတ်ပါဘူးသူဒီတိုင်းလဲသွားတာပါပြိုင်မဲ့ကစားသမားဘောလုံးအရင်ထိပါတယ်လို့ဒိုင်လူကြီးကိုတွားရောက်ဖြည့်ရှင်းပေးတဲ့ပုံစံကိုအရန်သဘောကျတယ် အဲ့ချိန်ကာလမှာ United ကဂိုးပြတ်မနိုင်သေးဘူးဂိုးပြတ်နိုင်လို့သွားပြောရင်တော့ထားလိုက်တော့ဒီဘက်ကနည်းနည်းဟို over ပေါ့နော်ဂိုးပြတ်မနိုင်သေးတဲ့အချိန်မှာတော့မှမဟုတ်ဘူးမဟုတ်ဘူးဘောလုံးအရင်ကြည့်တယ်ကျွန်တော်ပိုင်ကျွန်တော်ပြီးမှလဲတာဆိုပြီးပြောလိုက်တဲ့အတွက်ဒိုင်ကအဲ့ဒီ penalty ကို cancel လုပ်လိုက်တာအဲ့တော့ Mandel ဘိုင်းလေးကလည်းဒီကောင်လေးကောင်းတယ်ဗျကျွန်တော်တော့ခြေသွမ်းပိုင်းနေပေးပဲတာအဲ့ဒီအချက်တစ်ချက်ထင်းနေတယ်ဒီဘက်မှာကျွန်တော်သူ့ကိုအကြိုက်ဆုံးကစားသမား man of the match အဖြစ်ရွေးချယ်ပေးလိုက်ပါခင်ဗျာ